အိမ်ဆောင်တဲ့မိန်းကလေးတွေအတွက်အိမ်ဆောင်မျိုးသမီးလေးတွေအတွက်ငရဲပုံဆိုတာဘယ်ဟာလဲသိလားကျမပြောပြနော်ငရဲပုံဆိုတာအိမ်တော်တဲ့အမျိုးသမီးတွေငရဲပုံဆိုတာလေသူတို့ရဲ့လေယောက်ျားသူတို့ရဲ့အိမ်တော်ဦးစီးသူတို့ချစ်ရပါတော့လေယောက်ျားကသူတို့ကိုမကာကွယ်တာသူတို့ကိုမဆောင်ရှောက်တာကိုလေယောက်ျားကလေကိုဘက်မှာနော်အသေးဖွဲလေးရဆာကိုဘက်မှာမရှိနေဘူးအကြီးကြီးမားမားလည်းကိုဘက်မှာမရှိဘူးပစ္စည်းညောက်စီလေးလည်းမရှိဘူးအသေးဖွဲလည်းမရှိဘူးကိုမှားလည်းကိုဘက်မှာမရှိဘူးကိုမှန်လည်းကိုဘက်မှာမရှိဘူး ဘယ်တော့ဖြစ်ဖြစ်တခြားသူတွေဘက်မှာကြီးပဲเนาะအိမ်ရဇနီးမရဘူးဆိုလို့ရှိရင်ဆော့ပြေးကြီးပဲအကောင်းမမြင်ပဲနဲ့เนาะအမြဲတမ်းလက်ညှိုးထိုးခြင်းနဲ့လင်းယောက်ျားကိုကြထားမိအဲ့မိန်းမတော့အရှင်လက်လက်ငရဲကြနေရပဲငရဲပုံမှန်အဲ့တော့ဇနီးမရလေးတွေမှားသည်ဖြစ်စေမှန်သည်ဖြစ်စေเนาะကိုကခေါင်းဆောင်ကောင်းဆိုတော့အိမ်တော်ဦးစီးဆိုတာကလင်းယောက်ျားဆိုတော့ခေါင်းဆောင်ကောင်းပီတာကြီးเนาะကိုဇနီးမရကိုမြစ်တာတတ်တဲ့တမျိုး ဘာသာရေးနဲ့တမျိုးဉာဏ်အသိဉာဏ်ပညာနီးပြူဟာရင်းနဲ့တမျိုးနော်အမှန်မှန်ကန်ကန်စီနဲ့ကန်တဲ့စနစ်တကျလူချင်းဝင်းနဲ့အညီအကြမ်းမဖက်ပဲနဲ့တုန်တင်ဆုံးမပေးရမှာကိုမိမ့်မောက်ကိုကိုစနီးမယောက်ကိုကာကွယ်စောင့်ရှောက်ပြီးတော့ဆုံးမပေးရမှာကိုကိုမိမ့်မောက်ကိုကာကွယ်ပေးရမှာလက်ညှိုး